မရှင်အားပြုလုပ်မဲ့ရွေးကောက်ပွဲမှာဝင်ပြိုင်ဖို့ပို့အမျိုးသားအဖွဲ့ချုပ် PNO ဥက္ကဋ္ဌခွန်ဆန်လင်ကလူယုံနေကိုကိုယ်စလဲလောင်းအဖြစ်နဲ့တင်သွင်းထားပြီးတောင်ချင်းမြို့နယ်ကိုစားပြုအနေနဲ့ PNO ခေါင်းဆောင်ခွန်အောင်ခန်းထီရဲ့တမီးလဲဝင်ပြိုင်မယ်လို့ PNO ကပြုလုပ်တဲ့ပို့အမျိုးသားညီလာခံကိုတက်ရောက်တဲ့သူတွေစီကနေသိရပါဗျ။လက်ရှိ PNO ဥက္ကဋ္ဌသူ့ရဲ့လူတွေကိုနေရပြန်ပေးတဲ့အထဲမှာဟိုပုံးမျိုးနယ်စီမံအဖွဲ့ဝင်ဖြစ်တဲ့ခွန်ကောင်းချစ်ထွန်းကိုပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရပေးထားပြီးသူ့ရဲ့လူယုံခွန်ညုံမောင်ကိုတော့ပြည်နယ်လွှတ်တော်အမတ်နေရပေးထားပါဗျ။ ဒါပြင်လက်ရှိဥက္ကဋ္ဌရဲ့ကိုရေးအရာရှိကိုလည်းပိုးအိုကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာဦးစီးအဖွဲ့ဥက္ကဋ္ဌနေရာလျာထားတယ်လို့ညီလာခံကိုတက်ရောက်တဲ့သူတို့တယောက်က DVV ကိုပြောပါတယ်။ပြီးခဲ့တဲ့ရွေးကောက်ပွဲတိုင်းမှာအနိုင်ရရှိခဲ့တာမရှိပေမဲ့ပိုးအိုကောင်းဆောင်ခွန်အောင်ခန်းတီရဲ့သမီးနန်းရီရီလုံးဟာလည်းဝင်ပြိုင်မှုရှိနေတယ်လို့သိရပါတယ်။ PNO ကတော့လာမယ့်ရွေးကောက်ပွဲတွေကို တောင်ကြီးဟိုပုံပင်လောင်းစီဆိုင် ညောင်ရွှေရက်ဆောက်ကလောပင်တရဖဲခုံနန်းဆန်မောက်မဲလွိုင်လင်တို့ကမဲဆန်နာနေ29ခုမှာကိုစလေလောင်း52ဦးနဲ့နိုင်သူအကုံယူစနစ်ရောအချိုးကျကိုစားပြုပြီးအတွက်ကိုပါပါဝင်ဝင်ပြိုင်ထားတယ်လို့သိရပါတယ်ရှင် ရှမ်းပြည်နယ်မြောက်ပိုင်းတိန်နီမြို့မှာစက်တင်ဘာလ26ရက်နေ့မနက်ပိုင်းက MNDAA ထိန်းချုပ်နယ်မြေမှာပြစ်မှုကြီးကျူးလွန်သူတွေကို MNDAA တပ်ဖွဲ့ကတေဒံစီရင်ခဲ့တယ်လို့ဒေသခံတွေဆီကနေသိရပါဗျ။ပြစ်မှုကျူးလွန်သူတွေထဲမှာတရုတ်လူမျိုး3ယောက်နဲ့ဗမာလူမျိုး4ယောက်ဖြစ်ပြီးတေဒံပေးခံရတဲ့သူ3ယောက်ဖြစ်တယ်လို့ဒေသခံအမျိုးသားတယောက်ကပြောပါဗျ။ ပြင်းပကြီးကျွလုံသူ9ယောက်ထဲကလာရှိုးနဲ့တီဘောဒေတာခန်3ယောက်ကိုတည်တံပေးပြီးအဲ့ဒီထဲမှာဗမာ2ယောက်ပါပြီးကျန်တဲ့သူတွေက ထောင်ထန်နှစ်ရှည်လိုပဲတည်ရတယ်လို့သူကပြောပါတယ်။ပြည်တံစီရင်ခံရတဲ့သူတွေဟာမဒိမ့်မှုလူသက်မှုလူရက်မှုပြန်ပေးဆွဲမှုခိုးမှုတွေကျွလုံခဲ့ကြတဲ့သူတွေလို့ဆိုပါတယ်။ MNDA လာရှိုးမြို့ကိုထိန်းချုပ်ခဲ့တဲ့ကာလဧပြီလ10နေ့ကလည်း MNDAA ထိန်းချုပ်နယ်မြေမှာကြီးကြီးမားမားပြစ်မှုကျွလုံသူ6ယောက်ထဲက4ယောက်ကိုတည်တံချမှတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့2024ခုနှစ်ဒီဇင်ဘာလ9ရက်နေ့မနက်ပိုင်းကလည်းလောက်ကင်မြို့မှာ ရာဇဝတ်မှုကျွလွန်သူ21ယောက်ထဲက9ယောက်ကိုတည်တံစီရင်ခဲ့တယ်လို့သိရပါတယ်ရှင်။စစ်တပ်ကလုံးမဲ့ရွေးကောက်ပွဲမှာတတ်မှတ်ထားတဲ့ပါတီရုံးခန်းအရေးအတွက်နဲ့ပါတီဝင်ဦးရေမပြည့်မီဘူးဆိုပြီးဖြတ်သိမ်းခံရတဲ့အမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF ပါတီက ဒုတိယဥက္ကဋ္ဌဟောင်းဒေါ်စန္နာမေအားရန်ကုန်တိုင်းလာတာမြို့နယ်ကနေပြည်သူ့လွှတ်တော်အတွက်တတိပုဂ္ဂလကိုယ်စားလှယ်လောက်အနေနဲ့အမည်စရင်တင်သွင်းခဲ့တယ်လို့ DVV ကိုပြောပါရယ်ဒေါ်စနာမေယာ2012ကြားဖြတ်ရွေးကောက်ပွဲမှာနေပြည်တော်စပူတီရီမြို့နယ်မဲဆန္ဒနယ်ကနေအနိုင်ရရှိပြီးပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့တယ်လို့2015ရွေးကောက်ပွဲမှာလည်းရန်ကုန်တိုင်းစိတ်ကြီးခနောက်တို့မြို့နယ်ကနေတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ်နဲ့ရွေးကောက်ခံရတဲ့သူဖြစ်ပါတယ်။ 2020ရွေးကောက်ပွဲမှာတော့ကိုစလေလောင်းအဖြစ်နဲ့အရွေးမခံရပေမဲ့နေပြည်တော်ခရိုင်ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ဝင်အနေနဲ့ဆောင်ရွက်ခဲ့ပါတယ်။အဲဒီနောက်မှာတော့2021ခုနှစ်အာနာသိမ်းပြီးတဲ့နောက်ပိုင်းမှာစစ်တပ်နဲ့ရင်းနှီးတဲ့ဆက်ဆံရေးရှိတယ်လို့ဆွဆွဲခံရတယ်လို့စစ်တပ်ကိုတော်လှန်နေတဲ့ NUG အစိုးရနဲ့ NLD ပါတီဝင်တွေကိုသူကဝေဖန်ခဲ့ပါတယ်။အဲဒီနောက်မှာ2023မှာ NLD ဗဟိုအလုပ်ကော်မတီကသူ့ကိုပါတီကနေထုတ်ပယ်ထားတာပါရှင်။ စစ်တပ်ကလုံမဲ့ရွေးကောက်ပွဲမှာဘိုမူဒုဘိုမူကြီးအဆင့်ရှိသူတွေ10ယောက်လောက်အငိမ့်စားယူပြီးတာဆညာပါတီကနေဝင်ပြိုင်ဖို့တင်ထားတယ်လို့တာဆညာပါတီနဲ့ညီဆက်သူတွေကနေသိရပါဗျ။လာမဲ့ဒီဇင်ဘာလမှာလုံမဲ့ရွေးကောက်ပွဲအတွက် တာဆညာပါတီရဲ့ကိုယ်စလေလောင်းနေတဲ့မှာစစ်တပ်အငိမ့်စားတွေပါဝင်တယ်လို့ပါတီဒုတိယဥက္ကဋ္ဌဦးသိန်းထွန်းက BBC ကိုပြောဆိုထားပါဗျ။စစ်တပ်ကလုံမဲ့ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်မဲ့လှတ်တော်ကိုယ်စလေလောင်း 4963ရောက်ရှိရလို့ထုတ်ပြန်ထားပြီးအဲ့ဒီထဲမှာတာဆာညာက694ရောက်အမည်စရင်တင်သွင်းထားပါတယ်။အဲ့ဒီအရေးအတွက်ဟာကြမ်းခိုင်ရေးပါတီပြီးရင်ဒုတိယကိုယ်စားလှယ်လောင်းအများဆုံးပါတီလည်းဖြစ်ပါတယ်။တာဆာညာတိုင်းရင်းသားစီလုံးညီညွတ်ရေးပါတီဟာအာနာရှင်အောင်ဦးနေဝင်းရဲ့မြမဆိုရှယ်လေးလမ်းစဉ်ပါတီကိုအမည်ပြောင်းပြီး1988မှာဖွဲ့စည်းထားတာပါ။ဒီပါတီဟာ1990ရွေးကောက်ပွဲမှာ NLD ပါတီရဲ့အဓိကပြိုင်ပွဲဖြစ်ခဲ့ပါတယ်ရှင်။ ရှမ်းပြည်နယ်တောင်ပိုင်းရွာငယ်မြို့နယ်အတွင်းကဆစ်ဆောင်200တခုမှစက်တင်ဘာလ24ရက်နေ့ကတောင်ပြိုပြီးကလေးငယ်3ယောက်အပါအဝင်ဆစ်ဆောင်ပြည်သူ10ယောက်မြေပြီပြီးတော့တည်ဆုံခဲ့တယ်လို့ဒေသခံသတင်းရင်းမြစ်တွေကပြောပါရယ်ဆစ်ဆောင်200မှာမိုးသည်ထန်စွာရွာသွန်းခဲ့တာကြောင့်မြေပြိုပြီးရွာငယ်မြို့နယ်ကြောက်တော့ရွာကနေဆစ်ဆောင်နေတဲ့ဆစ်ဆောင်ပြည်သူတွေမြေပြီတည်ဆုံခဲ့တာပဲဖြစ်ပါရယ် တောင်ပြိုခဲ့တာကြောင့်အသက်9နှစ်အရွယ်ကလေးငယ်အပါဝင်အမျိုးသား9ယောက်နဲ့အသက်10နှစ်အရွယ်ကလေးငယ်အပါဝင်အမျိုးသမီး4ယောက်သေဆုံးပြီးလက်ရှိမှာအသက်22နှစ်အရွယ်အမျိုးသားရဲ့ရုပ်အလောင်းကိုပဲရှာဖွေတွေ့ရှိသေးတယ်လို့ဒေသခံသတင်းရင်းမြစ်တယောက်ကပြောပါရယ်။မိုးတအားကြီးတဲ့အပြင်တောင်ကျရေပါအလုံးရင်းနဲ့စီးတာကြောင့်မြေပြိုသွားတယ်လို့သူကပြောပါရယ်။ လက်ရှိမှာရာနဲ့ချီတဲ့ဆစ်ဆောင်ပြည်သူတွေဟာတောင်ပြိုကျနိုင်တဲ့နေရာတွေကနေဘေးလွရာကိုရွှေ့ပြောင်းနေရတဲ့အပြင်စားဝတ်နေရေးအတွက်လည်းအခက်အခဲတွေပါကြုံတွေ့နေရတယ်လို့ဆိုပါတယ်။စစ်တပ်ကဩဂတ်စ်လနဲ့စက်တင်ဘာလတဲကြောက်တော်ကျေးရွာနဲ့ညောင်မင်းသာကျေးရွာကိုလက်နက်ကြီးပစ်တာလေကြောင်းကနေဘုံကျဲတိုက်ခိုက်တာအပြင်မြေပြင်ကနေစစ်ကြောင်းထိုးလာတာတွေကြောင့်ဒေသခံပြည်သူတွေဟာဘေးလွရာနေရာတွေမှာစစ်ဘေးရှောင်နေရတယ်လို့သိရပါတယ်ရှင်။ အရာရီတိုင်းဖြာပုံမြို့နယ်အတွင်းအားပင်လယ်ပြင်မှာငါးဖက်နေတဲ့ပင်လယ်ကြားပေါက်အစည်း400ဝန်းကျင်အားတိုင်ဖုန်းမုန်တိုင်းအရှိန်ကြောင့်ပျက်စီးပြီးပင်လယ်ပြင်ထဲမျောပါသွားတယ်လို့ကြားပေါက်လုပ်ငန်းရှင်တွေစီကလည်းသိရပါဗျ။တရုတ်နိုင်ငံတောင်ပိုင်းကိုဖြတ်ကျော်ခဲ့တဲ့တိုင်ဖုန်းမုန်တိုင်းရာဂါဆာအရှိန်ကြောင့်အရေးပေါ်ကမ်းပြန့်ကပ်ဖို့အချိန်မမီခဲ့တာကြောင့်ကြားပေါက်အစည်း200ကျော်ဟာလုံးဝပျက်စီးသွားပြီးအစည်း200ကျော်လည်းမျောပါသွားတယ်လို့ဖြာပုံမြို့နယ်ကကြားပေါက်လုပ်ငန်းရှင်တယောက်ကပြောပါဗျ။ လက်တလောစင်ရင် အရာအလုံးပေါင်းအစည်းရေ400ကျော်လောက်ဆုံးရှုံးပြီးဒီထက်လည်းများနိုင်တယ်လို့သူကပြောပါတယ်။ဒါအပြင်ကုန်ကြစရိတ်တွေများတဲ့နှစ်မှာအခုလိုဖြစ်တာကြောင့်အခက်တွေ့တယ်လို့လည်းပြောပါတယ်။ရေထဲမျောပါပျက်စီးခဲ့တဲ့ပင်လယ်ကြားပေါင်တစ်ခုရဲ့ကုန်ကြစရိတ်ဟာငွေကျပ်သိန်း250ဝန်းကျင်အထိရှိရလို့ပြောပါတယ်။ကြားဖောင်လုံသားတယောက်ကတော့သူသည်သည်မကြားဖောင်လုံသားတွေကအသက်ရှင်ဖို့အရေးပေါ်မော်တာတွေတုံးပြီးကမ်းပေါ်ပြန်တက်နိုင်ခဲ့တာကြောင့်တေဆုံးသူမရှိဘူးလို့ပြောပါရယ် အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး DVB ကတော့တိကျအတိမပြုတ်နိုင်သေးပါဘူး။ဖြာပုံမြို့နယ်ရဲ့အရာဝတီ၅ဖက် area အတွင်းပင်လယ်ကြားပေါင်အစည်းရေ8000လောက်ရှိရလို့သိရပါတယ်ရှင်။ရန်ကုန်တိုင်းလဲကူးမြို့နယ်အုံနယ်ကုန်းရက်ွက်အုပ်ချုပ်ရေးမှူးရုံးစက်တင်ဘာလ25ရက်နေ့ည9နာရီမှာမိုင်းနှလုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခံရပြီးအုပ်ချုပ်ရေးအဖွဲ့ဝင်၄ယောက်ထပ်မံနေထိခိုက်ဒဏ်ရာရရှိရလို့ရန်ကုန်မြို့ပြပျောက်ကြားတပ်ဖွဲ့ဝင်တွေဆီကနေသိရပါတယ်။ စစ်တပ်ကပြုလုပ်မဲ့တရားမဝင်အတုအယောင်ရွေးကောက်ပွဲကိစ္စတွေပြုလုပ်နေပြီးလူငယ်တွေကိုမတရားဖမ်းဆီးပေါ်တာဆွဲကစစ်မှုထမ်းတပ်သားတက်တွေလိုအပ်တဲ့နေရာတွေကိုရောင်းစားနေတဲ့အတွက်မိုင်းခွဲတိုက်ခိုက်ခဲ့လို့ဆိုပါတယ်။အဲ့ဒီဖောက်ခွဲမှုကြောင့်ပြူစောတီ၄ရောက်ထပ်မနေဒဏ်ရာရသွားတယ်လို့ရန်ကုန်အာမေမြို့ပြပျောက် जा တော်လရင်တပ်ဖွဲ့တာဝန်ရှိသူကပြောပါတယ်။မိုင်းနှလုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တာပြစ်မှတ်ကိုထိပြီးအောင်မြင်စွာလုံနိုင်ခဲ့တယ်။ ောက်ကွဲမှုဖြစ်ပွားခဲ့ပြီးလူနာတင်ကားတွေအဆိုပါအုပ်ချုပ်ရေးမှုရုံးရှိမှရှုပ်ရှက်ခဲ့ပြီးတော့ထိခိုက်မှုရှိတဲ့သူတွေကိုလာရောက်တည်ဆောင်သွားတယ်လို့ဆိုပါတယ်။ရန်ကုန်အာမေမျိုးပြပျောက်ကြားတော်လည်ရင်တပ်ဖွဲ့အနေနဲ့စစ်ကောင်စီအားပြုလုပ်မဲ့အတုအယောင်ရွေးကောက်ပွဲကိုမပါဝင်ကြဖို့နဲ့စစ်ကောင်စီတပ်ဖွဲ့တွေသူတို့လက်အောက်ခံအဖွဲ့တွေနဲ့ကင်းကင်းရှင်းရှင်းနေကြဖို့ကိုတတိပေးထားပြီးပါဝင်ပတ်သက်သူများကိုလည်းထိထိရောက်ရောက်အေးအေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ဝါရီမျိုးပြပျောက်ကြားတော်လည်ရင်တပ်ဖွဲ့စီကနေသိရှိရပါတယ်ရှင်။ စစ်တပ်ကလုံမဲ့ရွေးကောက်ပွဲကိုနိုင်ငံတကာမဝန်းရံဖို့တိုက်တွန်းစည်းလုံးရမှာအမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ကရင်အမျိုးသားအစည်းအရုံး KNU တို့လက်တွဲလှုပ်ဆောင်ဖို့သဘောတူညီခဲ့တယ်လို့ NUG ဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံလက်ကပြောပါရယ် NUG ရဲ့နိုင်ငံတော်ယာယီတမရဒူဝါလက်ရှိလာနဲ့ KNU ဥက္ကဋ္ဌပထိုလ်ကွယ်ထူးဝင်းတို့တွေ့ဆုံဆွေးနွေးရမှာအဲ့ဒီလိုသဘောတူညီခဲ့တာပဲဖြစ်ပါရယ်အဲ့ဒီလိုတွေ့ဆုံရမှာအာနာရှင်စနစ်အမြင့်ပြတ် တိုက်ဖြတ်ရေးနဲ့ຫນွေဥတော်လိုင်းရဲ့အမြန်ဆုံးအောင်မြင်ဖို့ကိစ္စရပ်တွေကိုအတိအကထားဆွေးနွေးခဲ့တယ်လို့ NUG နဲ့ KNU တို့ကစက်တင်ဘာလ24ရက်နေ့မှာထုတ်ပြန်ထားပါဗျ။ဒါ့အပြင်ယာယီတမရနဲ့ဥက္ကဋ္ဌတို့တွေ့ဆုံချိန်မှာຫນွေဥတော်လိုင်းရဲ့အမြန်ဆုံးအောင်မြင်စေဖို့တော်လိုင်းအင်အားစုတွေကြမှာပူးပေါင်းလက်တွဲလှုပ်ဆောင်သွားရမယ်ကဏ္ဍတွေနဲ့ပတ်သက်လို့အကြံတဝင့်ဆွေးနွေးခဲ့ပြီးအာနာရှင်မန္တမြအမြင့်ဖြတ်တိုက်ဖြတ်တော်မှာဖြစ်တယ်လို့ လူလူတွေရဲ့တာယာဝါပြောမှုကိုလည်းဖော်ဆောင်ဖို့ဆက်လက်လက်တွဲလှုံ့ဆော်သွားမယ့်အကြောင်းတွေကိုခေါင်းဆောင်နှစ်ယောက်ကသဘောတူညီခဲ့တယ်လို့သိရပါဗျ။ကရင်အမျိုးသားအစည်းအရုံး KNU အနေနဲ့စစ်ကောင်စီကပြုလုပ်မဲ့အတူရောင်ရွေးကောက်ပွဲကိုလုံးဝဆန့်ကျင်ပြီးရွေးကောက်ပွဲဖြစ်မြောက်ရေးမှာပါဝင်ကူညီသူတွေကိုလည်းစောင့်ကြည့်အရေးယူမှုတွေလှုံ့ဆော်သွားမယ်လို့ထုတ်ပြန်ထားတာရှိပါရဲ့ရှင်။ မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်ချောင်ကြီးနယ်နာကတော်လိုင်းတက်ရဲ့စစ်စည်းဂိတ်တစ်ခုကိုစက်တင်ဘာလ25ရက်နေ့မွန်လဲတနားရီလောက်ကစစ်ကော်မရှင်တပ်ကဘုံကျဲတိုက်ခိုက်တာကြောင့်အရဲသားတွေနဲ့ရဲဘော်တို့ချို့ထိခိုက်ဒဏ်ရာရတယ်လို့ဒေသခံတွေနဲ့တော်လိုင်းတက်ဖွဲ့ရေးစီကနေသိရပါဗျာ။ စစ်ကောင်မရှင်တပ်ကလေကြောင်းကနေဘုံ၃ချိန်ကျဲချတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ပထမအချိန်ကျဲရုံကလူထိခိုက်တာမရှိဘဲဒုတိယအချိန်မှာတော့တိုက်လေရင်နဲ့ထပ်ပြီးတော့ချောင်းကြီးအနီးတစ်ဝိုက်ကိုနှစ်ချိန်ဘုံကျဲလို့အမျိုးသားနှစ်ယောက်စိုးရင်ရတဲ့ထံရန်ရရှိပြီးအိုးအိမ်တွေနဲ့အဆောက်အုံတွေရွှေချက်ကန်တချို့မီးလောင်သွားတယ်လို့ဒေသခံတယောက်ကပြောပါတယ်။ စစ်ကောမရှင်တက်ကတပေကျင်းမြို့နယ်တောင်ဘက်မန္တလေးမိုးကုတ်ကားလန်းဘေးတလျှောက်ကရွာတွေကိုမကြာခဏဘုံကျဲတိုက်ခိုက်နေရတဲ့ကြောင်းအရဲသားပြည်သူတွေထိမှန်တေဆုံးတာရှိနေပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်ကမန္တလေးမိုးကုတ်ကားလန်းကိုတော်လန်ရေးတပ်တွေသိမ်းပိုက်နိုင်ခဲ့ပေမဲ့ပြီးခဲ့တဲ့ဇူလိုင်လထဲမှာတပေကျင်းမြို့ကိုစစ်ကောမရှင်တက်ဖက်ကပြန်လည်ထိန်းချုပ်ခဲ့ပါတယ်။ ဒါအပြင်မန္တလေးမိုးကုတ်ကားလမ်းပိုင်းကိုထိန်းချုပ်နိုင်ဖို့ကြိုးပမ်းနေတဲ့အပြင် လေကြောင်းကနေဘုံကျဲတာတွေကြောင့်ပြည်သူတွေသတိပြုနေထိုင်ကြဖို့ကိုတော်လိုင်းတက်တွေကသတိပေးထားပါရရှင်။ပဲခူးတိုင်းပဲခူးမြို့ကော်လေးဖျားသုံးစုအကျော်နာမှာစက်တင်ဘာလ24ရက်နေ့ကဆိုင်ကယ်ကယ်ရီတမားကိုဇက်အယိုးကျိုးတဲ့အထိရိုက်နှက်ပြီးဆိုင်ကယ်လူရမှု ဖြစ်ပွားခဲ့တယ်လို့ဒေသခံတွေစီကနေသိရပါဗျ။ပဲခူးမြို့ဇိုင်းငနိုင်း GTB အရှိကနေကော်လေးဖျားသုံးစုအကျော် အထစ်ကိုရိုင်းနှက်သူကဆိုင်ကယ်ကယ်ရီငှားရမ်းခဲ့တာကြောင့်ဆိုင်ကယ်ကယ်ရီသမားကလိုက်ပို့ပေးရမှာအရိုင်းနှက်ခံရပြီးဆိုင်ကယ်လူရက်ခံရတာသွားတယ်လို့ဖြစ်စဉ်ကိုသိရှိသူတယောက်ကပြောပါတယ်လူကိုရိုက်နှက်ပြီးဆိုင်ကယ်ယူဆောင်သွားတဲ့အမျိုးသားကအရက်ရှိရှိပိန်ပိန်နဲ့အသက်30အရွယ်ဖြစ်ပြီးရိုက်နှက်ခံရတဲ့ဒဏ်ရာနဲ့ဆိုင်ရယ်ကယ်ရီတမားအမျိုးသားဟာလည်းလမ်းဘေးရေအိမ်ထဲမှာလဲကျနေတာကြောင့်အနည်းပတ်ဝန်းကျင်ကလူတွေကကားသမားတယောက်ရဲ့အကူအညီနဲ့ဗကိုးဆေးရုံကိုပို့ဆောင်ပြီးသိရပါပါရှင်။ တနင်္သာရီတိုင်းတဝယ်မြို့နယ်ယထာဘူဒပฏิပတ်တိသာသနာရိပ်သာမှာထီးဖြူဆောင်ကပလင်ပေါ်မှာတရားပြခဲ့တဲ့ဥယေချင်းစိုးသူကိုစက်တင်ဘာလ25ရက်နေ့ညနေ4နာရီကမြို့နယ်တန်ခါနာရီကအဖွဲနဲ့ရဲတွေကဖမ်းဆီးလိုက်တယ်လို့မြို့ခန့်နေစီကနေသိရပါဗျာ။ စက်တင်ဘာလ16ရက်နေ့ကအဒိတ်တန်အောင်မြင် Facebook အကောင့်ကယထာဘူတပฏิပတ္တိသာသနာရိပ်တာမှာဥယေချင်းကိုတပည့်တွေကထီးဖြူဆောင်းကကြိုးဆိုခဲ့ကြပြီးဥယေချင်းကပလင်ပေါ်တက်ခါတရားပြခဲ့တဲ့ဓပ်ပုံတွေကိုဖြန့်ဝေပြီးတဲ့နောက်ဖမ်းဆီးခံရတာပဲဖြစ်ပါတယ်။ဖန်စီခံရတဲ့သူဟာတရားပြကောင်းတယ်လို့ကြော်ကြပြီးသူ့ကိုကိုးကွယ်သူတွေထဲမှာအရာရှိကြော်တွေလည်းပါတယ်လို့ဒေတာခန်တယောက်က DVV ကိုပြောပါရတယ်။ ။သာသနာရေးနဲ့နှိစက်သူတူကတော့ဖန်းစည်းခံရတဲ့သူကတရားပြတယ်လို့ဖုံကြီးစွန့်ကတ်တာကထိန်ခင်းတာတွေပါလို့သူဖြစ်ပြီးမြို့နယ်တန်ခါမဟာနိုင်ကအဖွဲ့ကလည်းအဲ့ဒါတွေကိုတည်တယ်လို့ပြောပါရယ်။လတော်လုံးမှာတော့ဥယျာဉ်ချင်းကိုတဝဲမြို့မရေစကန်ကပအမှတ်49 2025ပုံမှန်295ကကြီးနဲ့အမှုဖွင့်ထားတယ်လို့အုပ်ချုပ်ရေးနဲ့နှိဆက်တဲ့သတင်းရင်းမျက်စိကနေသိရပါဗျာ။ ပြီးခဲ့တဲ့စက်တင်ဘာလ20ရက်နေ့ကလည်းမိုးတုံမျိုးနဲ့နှီးပတော်ရွာတက်မှာထီးဖြူဆောင်ကပလင်ပေါ်တက်ပြီးတရားပြသခဲ့တဲ့ပြည်ကက်၃ပုံမေရော်ยีစန္ဒာဒေဝီကိုစစ်ကောင်စီလက်အောက်ခံရဲတွေနဲ့မြို့နယ်တန်ခါးနယ်ကအဖွဲ့တွေကဖမ်းဆီးပြီးပုံမှန်295ကာဂျီနဲ့အမှုဖွင့်ထားပါတယ်ရှင်။